ားအလုံးပဲမင်္ဂလာပါရှင်ကျမစောငိမ့်အေးပါဒီနေ့ဟာနတော်လာပြည့်နေ့ဖြစ်တဲ့အတွေ့နတော်လာပြည့်နေ့အကြောင်းသိကောင်းစရာလေးမျှဝေပေးပါရစေမြမရိုးရ12လရာသီပွဲတော်တွေအနဲ့မှာနတော်လာပြည့်နေ့ဟာ ရှေးခင်တော့ကနတ်ပွဲကာလဖြစ်ပြီးတော့မှ အခုခေတ်မှာတော့ဆော့ဆိုတော်ဂုံပြုပွဲတွေကျင်းပပြုလုပ်ခဲ့ကြပါတယ်နတော်လာပြည့်နေ့ကိုလောကီရေးမပါ ဘာသာတရဏာရေးဆိုင်ရာ စာပေများသာတီးတန့်ရေးသားသောဓမ္မစာရေးဆရာများကိုတီးကြားဂုဏ်ပြုသောအပြင်ဓမ္မစာဆိုတော်နှင့်အဖြစ်သတ်မှတ်ခဲ့ကြပါသည်။ဤလဟာအများပြည်သူတွေစာပေဘုဒ္ဓရရှိကြစေဖို့စာပေဟောပြောပွဲများကိုလည်းကျင်းပလေးရှိကြပါသည်။ လောကီရေးရာစိတ်အာယုံမจิตစာပဲဓမ္မစာပေတွေကိုဒါအာယုံထားလို့တဆိုင်မမတ်လိလာရေးတာမျှဝေပေးခဲ့သူများဟာ အမှန်တကယ်ချီးကျူးဂုဏ်ပြုစရာ ကောင်းလာပါတယ်။ပြောစရာကာမဂုဏ်အာယုံများကိုတစ်ချစ်လုံုံနဲ့ရရှိတာယာနိုင်တဲ့အွန်လိုင်းပေါ်မှာ ငိမ့်ချမ်းအေးမြတန့်စင်သောဓမ္မစာမျက်နှာများစွာကိုမငိမ့်အေးသောစိတ်များလူများရဲ့ကွန်းခိုရာနေရာများအဖြစ်တိဆောက်ဖန်တီးနိုင်ခဲ့ခြင်းကောင်းမှုကိုလည်းလေးစားမိပါတယ်။ရေးသားသောသူကဘလောက်ပဲရေးရင်တလီတစားဖတ်ရှုသူများကြောင့်လည်းဓမ္မစာမျက်နှာများစီပင်ထွန်းကားခဲ့တာဖြစ်လို့ဖတ်ရှုကြတဲ့ဓမ္မမိတ်ဆွေများကိုလည်းအထူးပဲကျေးဇူးတင်ကြရမှာဖြစ်ပါတယ်။ မြမတမိုင်းချောင်းမှာထင်ရှားတဲ့ဓမ္မစာဆိုတော်များကို ပြန်လည်ပြီးတော့မှအတူတူ လေ့လာကြည့်ကြပါစို့။ဗကန်ခက်မှာဆိုရင်အနန္တတူရိယအမတ်ကြီး၊ပင်းရခက်မှာဆိုရင် စတုရင်ကဗလအမတ်ကြီး၊အင်းဝခက်မှာရှင်မဟာတိလဝန္တာ၊ရှင်မဟာရထတာရာတောင်ဖီလာဇေယျတော်။ကုန်းမောင်ခက်မှာဆိုရင်ညောင်ကန်းဇေယျတော်ဥပုပ်၊တင်ကစားဇေယျတော် ကြီးသေးလေးတဲ့ဆရာတော်ဗြိတိရှခက်မှာဆိုရင် မန်လေးဆရာတော်လဲဒီဆရာတော်မဟာဘီတုတ်တာယုံဆရာတော်လွတ်လပ်ရေးခက်မှာဆိုရင် မဟာကန်းနာယုံဆရာတော်အရှင်စနကဘီဝန္တမြမောက်ခက်မှာဆိုရင်မင်းကွန်တိပရိကရဆရာတော်မဟာစီဆရာတော်တပြေကန်းဆရာတော်တောင်းနန်းတာနာပြုဆရာတော်စသည်စသည် အထက်ပါထင်ရှားတဲ့ဓမ္မစာဆိုများသာမကဘွဲ့တော်အမြီမဖော်ပြမိသောတခြားသောယဟန်တန်ကဓမ္မစာဆိုများနှင့်လူပုဂ္ဂိုလ်ဓမ္မစာဆိုများမြောက်များစွာ ရှိခဲ့ကြပါတယ်ထိုဓမ္မစာဆိုများရေးသားခဲ့ကြသောတန်တရာလွတ်ကြောင်းနှင့်ကုသိုလ်ဖြစ်ရာဓမ္မစာပေများကို ကြီးညိုဖတ်ရှုပူဇော်ခွင့်ရရှိနေကြရာဓမ္မစာဆိုများရဲ့ကျေးဇူးတရားများမှာများစွာကြီးမာတော်မူလာပါတယ်ဒီပဏီအမျိုးမျိုးတန်ဝေကစာအမျိုးမျိုး ကျန်းစာအမျိုးမျိုးမေတ္တာစာအမျိုးမျိုးသုံးမစာအမျိုးမျိုး လင်္ကာအမျိုးမျိုးတို့ဟာယဟန်ရှင်လူတို့ရဲ့နှလုံးသားနဲ့ပြဇက်ပြားမှာရှင်တန်နေစေဖြစ်ပါတယ် ကြီးမြတ်လာတဲ့စာပေလုံးသားစေတနာအရှိန်ဟိုအင်ဟာကိုယနေ့ခေတ်လူငယ်များအကြအတုယူတင်လာပါဗျ။နေတော့လာပြိဓမ္မစာဆိုတော်နေ့အခါသမယမှာကျမတို့အားလုံးနှစ်သက်လေးစားကြည်ညိုခဲ့ရတဲ့ဗကံခစ်ကဓမ္မစာဆိုတော်အနန္တတူရိယအမတ်ကြီးရဲ့တန်ဝေကစာအလင်္ကာတပုတ်ကိုမျှဝေပေးပါစေ။တူရီတယောက်ကောင်းဖို့ရောက်မှုတူတယောက်မှာ ပြည့်လင့်ကားတာဓမ္မရာတိရွှေအိမ်နန်းနှင့်ကြငန်းလေးခံမက်ပောင်းရန်လျက်ပျော်ဆန်ရိတ်ငြိမ်စီးစိမ်မကွာမင်းချမ်းသာကားတမုဒ္ဒရာထက်ခဏတက်သည့်ရေဘွက်ပမာတသက်လျာတိကျင်နာတနာငါအာမတက်ယခုလွဲ့လေမလွဲ့ကြမှာလူတဲ့ခါတို့ ခန္ဓာခိုင်ကြီးအတ္တိမမြဲဖောက်လွဲတတ်သည်မချွတ်စရာတတ္တဝါသည်ရှ िख ိုးကော်ရောပူဇော်အကျွင်းပန်ခဲ့တုံဤခိုင်ကြုံဝိပတန်တာဆက်၌ကြိုက်လက်တုံမူတုတ်မယူလိုជីညိုစိတ်တန်တခေမွန်ကိုချံပိစင်စက် အပြစ်မဲ့ရေခွန်လျံပေး၏တွေးသည်အနေဆာငါခန္ဓာတည်းရဲရင်တီကြည်တကယ်တော့စိတ်နှလုံးထမြက်လာတဲ့ဓမ္မစာဆိုတော်ကြီးဟာသူ့တက်ကုံရောက်သည့်အချိန်တိုင်းအောင်တုံလုံးမှုမရှိ လောကကိုအမှန်တိုင်းသိရှိသောတမ္မာဒိဋ္ဌိဉာဏ်များထွန်းတော့ကဤကပြာကို ရေးသွားခဲ့သည် ဆိုသည်မှာထင်ရှားလာပါတယ် ။ဗကန်ခဲနေပြည်တော်ထဲမှာမင်းရင်နရရတိန်ကနဲ့နရပရိစီတူတို့ဝေလူဝေလီကိုအကြောင်းပြုပြီးတော့မောဟအမောင်ဖုံးခဲသည့်အရေးမှာအမတ်ကြီးဟာတစားခံ ဖြစ်ခဲ့ရခြင်းအတွေ့မြေသူကိုမြအပြစ်မတင်သွားခဲ့ပါဘူး။သူဤတေမင်းကိုရင်ဆိုင်ပုံကလည်းအကြောင်းအကျိုးသိမြင်သောစိတ်နဲ့ငြိမ်သက်နေပါတယ်။တန်တရာမှာ ပြန်တွေ့ခဲ့ရင်တောင်ခွန်လွတ်စိတ်နဲ့အတုံအလက်မယူလိုပါကြောင်းသဘောထားကြီးပြခဲ့ပါတယ်။ဓမ္မစာဆိုတော်များဤစိတ်ဓာတ်အဆင့်အတန်းမြင့်မာကြခြင်းတည်းဟာမြတ်ဗုဒ္ဓရဲ့အရေးအောက်ကတရားဓမ္မဂုံတော်များကိုခိုလုံခဲ့ရလို့ပဲဖြစ်ပါတယ်။ နိုင်မဲ့စံပြနမုနာအဖြစ်အမြတ်ဗုဒ္ဓကိုဥထိပ်ပန်းစင်ကလူလူကြားမှာတရားစာပေများစိတ်ဝင်ပြန့်နှံ့အောင် လမ်းပြရှေ့ဆောင်နိုင်ခဲ့သောဓမ္မစာဆိုတော်များကိုမှန်းဆကြည်ညိုကြတော့နေမိရဲ့ဓမ္မဘလော့ကာများကိုလည်းဂုံပြူအားပေးရင် နတော်လာဖြစ်နေမှာမင်္ဂလာအပေါင်းနဲ့ပြည့်စုံစွာ ကုတော်တရားများတိုးပွားကြပါစေကြောင်းမေတ္တာရေလောင်ဆုတောင်းပတနာပြုလိုက်ရပါတယ်ရှင်။ဓမ္မစကဥမောင်မောင်တစ္ဆာအလင်းဤအတွေ့အရေးကိုဂုံပြုလည်းရဲ့မျှဝေလိုက်ခြင်းဖြစ်ပါတယ်ရှင်။အဆုံးထိကြည်ပေးတဲ့တရားချင်းစီခြင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အဆာဆာအရာရာအကြောင်းညီညွတ်ကြပါစေ။